စေတဲ့ဟိုအန်တီအတွက်ငါကလေးအတွက်ရအန်တီအတွက်ဒါလေးမဟုတ်ဘူးတဲ့ကျေးဇူးတင်ပါတယ်ကိုကိုကြီးတဲ့အတွက်ဒီတဲ့မကအောင်မြင်ပါစေချစ်တာတော့ပြောမနေနဲ့လေသူများကနေပြီးတော့လေကလေးလေးတည်ရကြလို့ဖဲတည်ရကြတယ်လို့ပြောတာမှကိုမကြိုက်ဘူးဒါအန်ဩတာကိုမွေးထားတဲ့ကလေးတော့မဟုတ်ဘူးတခြားကွန်နဲ့ထွက်သွားတဲ့ကလေးကိုကိုကဒီအရွယ်ထိကိုအနည်းပြုစုဆောင်ရှောက်တယ်ဆိုတာဒါအနည်းအတွက်ကတကယ်ကိုလေးစားအကုန်ယူရပါတယ်တမလို့တော့မလုပ်နိုင်ဘူး ူ6လတနေ့ရွယ်တော့ကသူမိဘဘက်ကဆက်ွယ်သေးတယ်ဟိုဖုံးလေးပါရဆက်တယ်လေမွေးစားတဲ့ဟိုမွေးပေးတဲ့အဖွားကြီးကိုဖုံးလေးပါရဆက်တယ်သူ့အမေကတော့ဟိုကလေးကိုဖုံးဆက်သေးတယ်ဆိုတော့ပြောလိုက်တယ်လေတွေ့ချင်းလာလို့ပြန်တော့မပြီးရှစ်သိန်းထပ်ပြီးလို့ရတယ်။ပကြရကြတော့လူငွေ၁၀သိန်းဆိုတော့၁၈သိန်းတော့ဟုတ်ပါဘူး။အဲအတူတက်အစီအပြေပါเนาะ။အစီအပြေပါပါ။အများကြီးတင်ပါတယ်။လူပေးတဲ့ဒီခုနှစ်တာမီးကိုလည်းကျေးဇူးတင်တယ်။အဲ့ဒီတော့လည်းရောင်းဝယ် ဒီနေ့ကပကြီးဒီမီဒီယာကွင်းကနေပြီးတော့ဗောနော်အာအင်တာဗျူးလေးတခုတွေ့လို့လာပြီးတော့လှူရောက်လှူဒန်းဖြစ်တာပါမီဒီယာကွင်းကဟိုတငယ်ချင်းလေးဖြစ်တဲ့ကျော်မျိုးနိုင်ကနေပြီးတော့လာပြတော့လေပကြီးကလည်းကြည့်ပြီးတော့တကယ်ကိုစိတ်မကောင်းဖြစ်လို့ဒီ NDC ကိုလာလှူဖြစ်တာပါရှင်ဟုတ်ဒီရလားဝေစားတော့ ဟိုနှစ်လသုံးလလဲအားရမမှောက်ပေါ့နော်ဟို6လလဲငုတ်တုံမထိုင်းနောက်ပိုင်းကျမှတနေ့ပြည့်တော့မှအူဂျီနီသွားလဲပြာလဲပြာရောခလီကမျက်လုံးလဲမမြင်လမ်းလဲမလျှောက်စကားလဲမပြောမျက်လုံးသွားခွဲသေးတယ်ခွဲလို့မရတာတနာပါချောချောလေးချင်းအသားလေးလေးဖွေးနေတာပဲအေးရည်နေရနားတော့ကြားရတယ်နားကောင်းတယ် နားကောင်းတယ်တပြုပြောနားလဲရပါတော့သူနားတော့မလဲမဲမအေးတန်းတို့ကြောက်လန့်တဲ့အတန်းတို့ဆိုသူသိတယ်လေသူငိုးနေလို့ရှိရင်ตาရေမေလာပြီအဲဟို तू ကငငယ်လေးတည်းကနုံးမုံနဲ့ထမင်းကျွေးနေကြဆိုတော့ဇွန်းတန်လေးပေးလိုက်တယ်လေကလုံကလုံကလုံဆိုလို့ရှိရင်အဲ့ဆို तू ငိုးတာတိတ်သွားပြီသူ့ကိုထမင်းကျွေးမယ်ဆိုတာသိတယ်ဟုတ် तू 6လတနေ့ရွယ်တော့က तू မိဘဘက်ကဆက်သွယ်သေးတယ် ဟိုဖုံးလေးပါရေးဆက်တယ်လေမွေးစားတဲ့ဟိုမွေးပေးတဲ့အဖွားကြီးကိုဖုံးလေးပါရေးဆက်တယ်သူ့အမေကတော့ဟိုကလေးကိုဖုံးဆက်သေးတယ်ဆိုတော့ပြောလိုက်တယ်လေတွေ့ချင်းလားလို့ပြန်တော့မပြီးဘူးဒီဘောအဲ့ဒီငယ်ငယ်လေးကမွေးလာတာဆိုတွေ့ချင်းလာခဲ့ထူတယ်တွေ့ချင်းလာခဲ့ဆိုတော့မကောင်းမှန်းသိတော့ဘယ်ဆက်သွယ်တော့မလဲအကောင်ပကတိဟုတ်ကောင်ပကတိဆိုရင်တော့သူတို့ဆက်သွယ်အောင်မှာပဲလေဟွန်း ်ဒါသိတယ်ဟဲ့လားသိတယ်အန်တီဟုတ်သိတယ်ချောချောလေးကြီးတော်တော်ချောချောလေးကျေးဇူးတင်ပါတယ်လို့ကိုကြီးတဲ့လူတွေလေဒီဟာတမက်၁၀သိန်းဟိုအန်တီအတွက်ကျွန်တော်ခလီအတွက်ရအန်တီအတွက်ဒါလေးမဟုတ်ဘူးတဲ့ကျေးဇူးတင်ပါတယ်ကိုကူကြီးတဲ့အတွက်ဒီတဲ့မကအောင်မြင်ပါစေကန်တရားကဒီလိုမျိုးเนาะအချောင်းဖက်ဖက်လာမွေးစားတာဒါအသိပွားနေပြီးတော့ဆက်ဆက်ရှိလို့ပထမတစ်ယောက်မွေးဖို့ပေးသေးတယ်လေ ခေါင်းခါလိုက်တယ်မယူဘူးလို့ပြောတယ်သူ့လွယ်ကြလဲကြောင်းကိုလည်းမမြင်ဘူးကလေးလေးမွေးဖို့ပေးဖို့ရှိတယ်ဆိုလဲဆိုလာကောင်းနေလို့မရတော့ဘူးသူကခေါ်ချင်းနေတာမြင်လဲမမြင်ဘူးခေါ်ချင်းနေတာခေါ်ချင်းနေတာငါသွားခေါ်မယ်ဟဲ့ကိုတရားခေါ်မအောင်ခေါ်နေနေဘလို့ဖြစ်နေတာလဲတဲ့ဆိုလို့သွားခေါ်မယ်သွားခေါ်မယ်တဲ့အဲ့ဒါလေးကိုခေါ်ခေါ်လာတာအဲ့ရည်ရည်ရည်တာတိလားတိလားတာ ရင်းနဲ့မှဲ့လေးနဲ့မြခုမှုရလည်းအထူးကြီးပဲဟိုသပင်းလေးလည်းအထူးကြီးပဲခုလောစက်2ယောက်တည်းပေါ့2ယောက်တည်းပဲ2ယောက်တည်းပဲလုံးလုံးတည်းခါကြိုက်6000ရလည်းရတယ်9000ရလည်းရတယ်မနေကြပါဘူးပန်ဝင်းညင်းတို့ဒီမှာနေတဲ့လူကြီးတို့လူရှင်တွေကစားမနေကြဘူး မရှိဘူးဆိုလိုက်တာမရှိဘူးခလေးဆေးဖို့တော့မရှိဘူးဆိုတာနဲ့ဟဲ့ဆေးတော့ကုန်တော့ဘိုင်းတော့ကုန်ကြတယ်သူက9လနဲ့ဝေးရလူဆိုတော့လေ9လဟုတ်9လနဲ့9လနဲ့ဝေးလဲမွေးလိုက်ကောဆေးထည့်ပြီးမွေးမွေးလိုက်ကောသူမျိုးလုံးကိုထိကြိုက်တာဟာရည်ချင်းရည်တယ် သဘောကျတယ်ကြားတယ်ညာဘက်ဆိုမဥတော်ကြည့်နေတယ်လို့ပဲကြည့်နေတယ်လို့ပဲဟိုစကားပြောတာနားလေသလိုလိုအဲ့လိုသူတယောက်တည်းလေးပြောနေခါကြရင်တော့ခေါ်ခေါ်ရမေအိုက်တမျိုးပဲခေါ်တတ်တယ်မေဆိုတာပဲခေါ်တယ်အဲ့ဒါကြားလိုက်ရင်လည်းတော့ပြောပြောရတာပေါ့ตาရေမေလာပြီးခဏလေးတော့ညာဘက်အိတ်တော်လေအဲ့လိုပဲမေမေနဲ့အဲ့မေကတော့ဟိုတော့မလေးဖျက်ဖို့ခြင်းနဲ့နောက်ဆုံးပြောမယ်လို့သူ့ဖေက ဒီ12လအဝါကို၄လပိုင်း7ရက်နေဆိုဥပေတနေ့ပြည့်ပြီလေတနေ့တနေ့ပြည့်ပြီလေတနေ့ပြည့်တဲ့အချိန်ကကိုကောင်းမှုကုသိုလ်လုပ်မယ်လေအဲ့ဒီအဲ့ဒီကိုဖျားသွားသွားမယ်ဟာလားအဓိကကတော့ကိုလှူလို့လဲဟောဖြစ်သွားတယ်လေစူတောင်းလဲပြည့်ပါဟုတ်ကဲ့ပါဟာမီဒီယာတော့တငယ်ချင်းပါပဲဟိုနှစ်ပေါင်းများစွာခင်လာသူလည်းအရန်ကုသိုလ်ရရဲ့လို့ဒီလိုမျိုးလေးလိုက်ပြီးတော့ ရိုက်သေးရဟိုပါပဲနိဗ္ဗာန်စောပေါ့ကြုံပြနေရတော့အရင်ဆုံးကို့ဟိုဟာလုတ်ဝေးတာဆီယာမလေးတွေပေါ့ဟုတ်ဆီယာမလေးတွေကတဆင်လေးဆီယာမလေးတွေကနေပြီးတော့ဆီယာမကကူညီလဲလှမ်းလဲတောင်းလဲတောင်းတော့အဲ့ဒီကဆန်လဲလှူတယ်လာပြီးဟိုလူချေးတွေလဲခေါ်ပေးရနေဆီယာမတွေကနေပြီးတော့တဆင်ဟိုချိတ်ပေးတာကြော်လေပကြီဟိုပကြီတို့အနုပြတ်သမားတွေအဲ့လိုသွားလှူလို့ရှိရင်အဲ့လိုမီဒီယာတကားကားနဲ့မီဒီယာတကားကားနဲ့အဲ့လိုမျိုး ပိတ်သက်တွေချို့နားမလည်တဲ့လူတွေအဲ့လိုရေးကြတဲ့အပေါ်မှာလေတကယ်တော့မီဒီယာတိမ်မှပဲပကြီးလို့ကသိရသိရတာလေသိရတဲ့အခါကျတော့ဟိုမီဒီယာကိုကြော်ပြီးတော့လဲမတော်ချင်းဘူးဒါပကြီးလို့နဲ့မီဒီယာနဲ့ဆိုတာဒါမိသားစုတွေလိုမျိုးပဲမီဒီယာတင်တယ်လူပညာရှင်တွေမြင်တယ်မြင်တော့ပလိစာဘက်မှာလဲတချို့ဆိုမီဒီယာသမားတွေကိုယ်တိုင်ကဒါနှိပ်ပယ်စောပြီးတော့ပကြီးတွားလူတင်တယ်ဒီနေရာလေးတော့ဟိုဆိုအခုဆိုမီဒီယာကိုရနေပဲပကြီးလာပြီးပြတယ်ကိုယ်မြင်ရတယ်မြင်ရတော့မီဒီယာနဲ့တည်းပဲပြန်လာတယ်အဲ့တော့မီဒီယာကနေထပ်ပြီးလူတွေ ထက်တီတယ်ထက်တီတော့ထက်လူတော့တချို့ဆိုအိုးပိုင်အိုးပိုင်အိမ်ပိုင်လေးဖြစ်သွားတာလေအများကြီးပဲပေါ့နော်အဲ့တော့ဟိုမူရီတာပွားတာပဲကမီဒီယာနဲ့ပဲလာလူရပြပြဖုန်းနဲ့ပဲရိုက်ပြီးတင်တာပဲဖြစ်ဖြစ်ကိုပေါ့ကိုလာပဲဖြစ်ဖြစ်သူတဘာကိုကောင်းကိုပေးတဲ့အရာဖြစ်တဲ့အတွက်သူများဟိုစီးစိတ်ဥစ္စာကိုစီးပွားရေးဒုံနဲ့တော့ထူတာလည်းမဟုတ်ဒီလိုမျိုးတွေမှာပိတ်သက်တယ်လို့လည်းနားလဲစေချင်တယ်ပေါ့နော်အခုဘယ်ကြီးကနေအဆင့်လာလှူရဲနောက်မီဒီယာမှာတက်လာတယ်ထပ်ပြီးလှူခြင်းနဲ့လူညာရဲ့အဲ့ဒီလိုတွေ့လဲအဆင်ပြေတယ်အဲကြောင့်မီဒီယာကိုလည်းကျေးဇူးတင်ရပါတယ်လို့ ေးဇူးတင်ပါတယ်လို့ဝမ်းသာကြပါတော့ဆနာတော့ကပကြီးရဲ့ဒီ Facebook ထဲက friend ပဲမနှင်းလဲအောင်ကဗီဒီယိုလေးကို share ထားပြီးတော့လေ အာလှူချင်တယ်လို့ရေးထားတော့ပကြီးကအောက်မှာကုန်းမလေးသွားမှန်းအမပကြီးသွားလှူနေပြီဆိုတော့အခုမနေမနှင်းလဲအောင်အေးရေးရေးမဲဟိုကကိုတတားနဲ့ဇူးနဲ့ဆိုရနှစ်ယောက်ကကြတော့နှစ်သိန်းရေကိုဆိုးလင်းထက်ရမနှင်းလဲအောင်ကကြတော့သုံးသိန်းဆိုတော့၅သိန်းပေါ့နော်ပကြီးရဲ့ချိရတဲ့အမဒီစင်ကာပူကအကျဲလို့ပဲပကြီးကိုခေါ်ရပေါ့နော်အဲ့မမကကြတော့သုံးသိန်းဆိုတော့အလုံးအခု၈သိန်းထပ်ပြီးလှူရပကြီးကကြတော့အလှူငယ်၁၀သိန်းဆိုတော့၁၈သိန်းတော့ဟုတ်ပါအဲအတူတက်အစီအပြေပါနော်အစီအပြေပါပါအများကြီးတင်ပါတယ်လှူပေးတဲ့ ဲ့ဒီခொနရတာလမီကိုလည်းကျေးဇူးတင်နေအဲ့ဒီတွေလည်းရန်ဝန်တာရယ်နော်လူရှင်တွေလည်းကျမ်းမှချမ်းသာပါစေလို့ဒီတဲ့မကအောင်မြင်ပါစေလို့ဒီမှာလည်းတရုတ်ဆောင်တာတော်တယ်ဒီမှာလည်းတကယ်ချောတယ်ကျေးဇူးတင်ပါတယ်လီအခုလိုမျိုး အာမီဒီယာကွင်းကနေပြီးတော့တင်ထားတဲ့ဒီအနီတို့လာရောက်ပြီးလှူခွင့်ရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။အခုဗကြိုလှူနေတဲ့အချိန်မှာထပ်မံပြီးတော့လှူပေးတဲ့ခုနှစ်တာသမီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်။ဗကြိုဗီဒီယိုလေးကြည့်ပြီးလှူခြင်းနဲ့လှူလှူခြင်းနဲ့ခုနှစ်တာသမီရှိလို့ရှိရင်လည်းမီဒီယာကွင်းကိုဆက်သွယ်လို့ရပါတယ်လို့မီဒီယာအကြောက်ဒီလိုလှူခွင့်ရတဲ့အတွက်ကိုအားလုံးကျေးဇူးအများကြီးတင်ပါတယ်။ဒီနေ့ပြည်ပြည်လေးဖြစ်တဲ့ယနေ့ဗကြိုလှူလိုက်ရတဲ့အာဒီကုသိုလ်ကောင်းမှုကိုလည်းခုနှစ်တာသမီအားလုံးကိုလည်းအများကုသိုလ်ပေးဝေပါရယ်နော်။ကျေးဇူးအများကြီးတင်ပါတယ်။